စပိန်တရားရုံးက Facebook ပိုင်ရှင် Meta ကိုဒီဒေတာခံအာမီဒီယာအဖွဲ့အစည်းတွေကို Euro 489တန်းအမေရိကန်ဒေါ်လာနဲ့ဆိုလို့ရှိရင်952တန်းယောကြီးပေးဖို့နဲ့ဒီအတိုးနှုန်းအတွက်ယူရိုတန်း60ပေးဖို့အမိန့်ချလိုက်ပါတယ်။မမျှတတဲ့ရှင်ပြိုင်မှုအတွက်ယောကြီးပေးရမှာဖြစ်တယ်လို့တရားရုံးကဆုံးဖြတ်ပါတယ်။ဥရောပစီမံစည်းကမ်းတွေအရာသုံးစွဲသူတွေစီကအချက်လက်တွေကနေဒီလူပုဂ္ဂိုလ်တဦးချင်းစီအတွက်ကြော်ညာတွေဖန်တီးမယ်ဆိုရင်အာဒီလူပုဂ္ဂိုလ်အဲ့ဒီလူပုဂ္ဂိုလ်ရဲ့သဘောတူညီချက်ကိုရယူ ဖို့လိုအပ်ပါတယ်စပိန်ရဲ့အဓိကမီဒီယာအဖွဲ့အစည်းဖြစ်တဲ့ AMI ကမမျှတတဲ့ရှင်ပြိုင်မှုကို စနစ်တကျနဲ့ဖြစ်အောင်လုပ်ထားတာဖြစ်လို့2018ခုနှစ်ကနေ2023ခုနှစ်အတွင်းဥပဒေကိုချိုးဖောက်ခဲ့တယ်ဆိုပြီးတော့ Facebook, Instagram နဲ့ဒီ WhatsApp တို့ကိုပိုင်ဆိုင်တဲ့အမေရိကန်ရဲ့အရာမကုမ္ပဏီကြီးဖြစ်တဲ့ Meta ကို2023ခုနှစ်မှာတရားစွဲဆိုခဲ့တာပါ စပိန်နိုင်ငံရဲ့မက်ဒရစ်တရားရုံးကအရင်လမှာမက်ဒါဟာဒေတာကာကွယ်ရေးစီမံစည်းကမ်းတွေချိုးဖောက်ပြီးတော့ digital ကြော်ညာရောင်းချမှုမှာတိတာထင်ရှားလောက်အောင် ရှင်ပြိုင်မှုအသာစီးရခဲ့တယ်လို့ဆုံးဖြတ်ချက်ချခဲ့တာပါ တရားစွဲဆိုခဲ့တဲ့ AMI အဖွဲ့ကအထွေထွေ director Irene Lenzer ကိုကဒီဖြစ်ရက်ဟာ AMI ရဲ့သတင်းဌာနတွေတင်မကပဲတကဘာလုံးကမီဒီယာတွေအပေါ်ချိုးဖောက်တာ ဖြစ်တယ်လို့ပြောပါတယ်။ Spain Radio နဲ့ရုံမြင့်တန်ကြားဌာနတွေကလည်း Meta ကိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့တီးခြားတရားစွဲဆိုထားပြီး Euro သန်း160ရောကြီးတောင်းဆိုထားပါတယ်။ဝင်ကြီးချုပ် Pedro Sanchez ကဒီ Spain နိုင်ငံအနေနဲ့ Meta ကိုစုံစမ်းစစ်ဆေးနေပြီးကုမ္ပဏီရဲ့တာဝန်ရှိသူတွေကိုစပိန်လွတ်တော်ရှေ့မှောက်ကိုခေါ်ယူဖို့စီစဉ်နေတယ်လို့ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ဒီစုံစမ်းစစ်ဆေးမှုဟာတန်းနဲ့ချီတဲ့သုံးဆွဲသူတွေရဲ့ဒီပုံကိုရေးကိုရေးအချက်လက်တွေအပြင်လုံခြုံရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေဖြစ်ပါတယ်။